ယခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့88လမ်းနဲ့89လမ်းကြားအဲ38လမ်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ38လမ်းကဒါကျွန်တော်တို့မဟာအောင်မြို့နဲ့အာဂါဇာကွင်းကိုရောက်ရှိနေတာပဲဖြစ်တယ်ဒီအာဂါဇာကွင်းထဲမှာဆိုရင်ကျွန်တော်တို့ဒါတရုတ်နိုင်ငံချက်ချင်းဒီအတင်းကနေပြီးတော့မှဒီယာယီတဲတွေမိုးကတဲတွေလာရောက်ပြီးတော့လူတန်းပြီးတော့ဒီအာဂါဇာကွင်းထဲမှာလာရောက်လူတန်းထားတာကိုတွေ့ရတယ်ခင်ဗျာဒီမှာဆိုရင်အားလုံးပါ တရာနီးပါးလောက်ရှိရလို့ပြောကြတယ်ခင်ဗျာတစ်ချက်လောက်သွားကြည့်အောင်ခင်ဗျာဒါကတော့ကျွန်တော်တို့ဒီအာကစားခွင်ပေါ့ဘလုံးခွင်ကြီးတွေကိုအောင်မြင်မြို့နယ်ကဘလုံးခွင်တွေကိုကျွန်တော်တို့ဝင်လာတယ်ဖြစ်ဖြစ်ပါတယ်ရှိမှဆိုရင်ကျွန်တော်ဒီတဲဖြူဖြူလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်မိုက်အမေကလေးနည်းနည်းမေးလို့ရလားဗျာ ါဗျဟုတ်ကဲ့မင်္ဂလာပါဟုတ်ဒီအမဒီအကစားကွင်းနေမှာပေါ့လေကြောက်နေတာဘယ်နှစ်ရက်လောက်ရှိပြီလဲဗျရောက်တာကတော့2ရက်ပဲရှိသေးတယ်။အော်2ရက်ရှိပါ။အရင်ကတော့ဖရာကြီးဝင်းထဲမှာနေတာ။ဖရာကြီးနဲ့လူမရောက်ဆိုလို့နေဖရာရှာပြီးတော့ဒီဘက်မှာလာပြီးတော့နေ။ဟုတ်ကဲ့ဒီတရုတ်ချက်ချီနီကလူတန်းထားတဲ့တဲဒီမှာလာနေတာပေါ့နော်။2ရက်လောက်ရှိပြီပေါ့နော်။ဒီထဲမှာဆိုရင်ခမန်းကြီးဘယ်နှစ်ဦးလောက်ရှိနေပြီလဲဗျာမိသားစုလေ။ခမန်းကြီးကတော့လူ100လောက်ရှိမှာ။100လောက်တော့ရှိပြီပေါ့နော်။တဲလုံးကြီးကဘယ်လောက်လောက်ရှိရလို့ပြောလဲဗျာ။ လုံးကြီးကတော့ညတော့များတယ်100လောက်တော့ရှိမယ်နော်ရေကြည့်တာလေဆောင်းဟုတ်ဟုတ်စတက်ကန်ကို6လုံးဟုတ်ဟုတ်အလုံး100နီးပါးလောက်တော့ရှိမှာပါဟုတ်ဟုတ်ကဲ့ပါဘူးဒီမှာကျတော့ဟိုလူတွေထက်လို့အောင်ပါပေါ့နော်အလွတ်နေရဲတဲရည်လည်းအများကြီးရှိအောင်ပါဟုတ်အဲ့လိုလည်းရှိဟုတ်အဓိကအပြင်ဟိုဘဲကားလူတွေကိုထားမယ်လို့ပြောလဲဗျာ အော်မီလောင်ခင်ရလူတွေကျွန်တော်တို့ဒီစိန်ပန်းတဲချင်းရဟုတ်တယ်ဟုတ်တယ်မီလောင်ခံရတဲ့လူတွေအဓိကထားမှာပေါ့ဖြစ်နေတဲ့သူတွေအော်တို့အများဆုံးထားမှာပေါ့ဟုတ်အဲ့လိုမျိုးတော့ကြားတာပေါ့ကျွန်တော်တို့ဟုတ်အော်ဟုတ်ကဲ့ဗျဟုတ်ဟုတ်ဟုတ်ကဲ့ကျေးဇူးဗျဟုတ်ပါဘူးမဟာအောင်မီမျိုးနယ်အကစားကွင်းမှာကျွန်တော်တို့ဒါတရုတ်ချက်ချင်းနေအတင်းရနေမှာအားရလှူဒန်းထားတဲ့တဲအဖြူတွေပါခင်ဗျညာီတဲပေါ့ Red Cross Society of China ဆိုပြီးစာတမ်းတွေလည်းတွေ့ရတယ်ဒီမှာကျွန်တော်တို့အလုံး100လောက်ရှိရလို့ပြောတယ်ခင်ဗျ ။ဒါဆိုရင်ကျွန်တော်တို့အမိုက်ပုံးတွေလည်းထားပေးထားတယ်။ကျွန်တော်တို့ဒီမှာအမိုက်တွေစွန့်ဖို့အတွက်အမိုက်ပုံးတွေလည်းထားပေးထားတာတွေ့ရတယ်။ဒီဒီကတော့ဒုက္ခတွေအကုန်လုံးတော့မရောက်ကြသေးဘူးခင်ဗျာ။ရတော့အဖြစ်ကျွန်တော်တို့ဒါဒီမှာကဟိုကျွန်တော်တို့စိမ်ပန်းတဲခြင်းကမိဘဒုက္ခတဲ့တွေပေါ့ငလင်နဲ့အတူမိဘပါခံစားလိုက်ရတဲ့ကျွန်တော်တို့ဒုက္ခတွေတွေတဲခြင်းရက်က လူတွေအဓိကထားမယ်လို့ပြောကြခင်ဗျဆောင်းကျွန်တော်တဲပြန်တစ်ချက်ဝင်ကြည့်မယ်ဒီမှာဆိုရင်ဂရင်တွေပါထားပေးထားတယ်ခင်ဗျတယောက်အိတ်ဂရင်နှလုံးတဲတစ်လုံးပါပေါ့တဲတစ်လုံးမှာတယောက်ဂရင်နှလုံးစီထားပေးထားတယ်ကျွန်တော်တို့ဒီမှာဆိုရင်ပတင်းပေါက်ပေါ့ပတင်းပေါက်တွေလည်းပါတယ်လူဝင်ပေါက်တစ်ပေါက်ပါတာပေါ့ဒါဆိုအလင်းဝင်အောင်ကျွန်တော်တို့ဒီမှာ ဖွင့်လို့လေရဒီမှာချင်းလုံးစကားပုံစံမျိုးတွေလည်းပါတာတွေ့ရတယ်ဒီမှာပေါ့တဲတွေကတော့အများကြီးပဲခင်ဗျတော့ဒီဒီမှာတချို့အဲဖျားကြီးဘက်ကအိမ်ပြိုသွားတဲ့လူတွေတက်ခဲဖြစ်နေတဲ့လူတွေဒီမှာလာရောက်နေထိုင်နေတယ်လို့သိရတယ်ခင်ဗျအဓိကတော့တဲချင်းကမိမိဒုက္ခတွေတွေအတွက်ရည်ရွယ်တယ်လို့လည်းပြောကြတယ်ခင်ဗျ ဒီမှာဆိုကျွန်တော်တို့ရေတန့်နေပါတခါလေရှိတာကိုတွေ့ရတယ်ထားပေးထားတာကိုတွေ့ရတယ်တချို့တဲတွေမှာပေါ့ဒီမှာဆိုရင်ကျွန်တော်တို့မဆောက်ရလေးမိုးကတဲလေအများကြီးရှိတယ်ဒေတာကိုတွေ့ရတယ်ခင်ဗျာဒီမှာဒီမှာကျွန်တော်တို့မဆောက်ရလေးမိုးကတဲလေအများကြီးပဲခင်ဗျာအနောက်ထပ်မိသားစုတော်တော်များများအတွက်ယာရီနေထိုင်ဖို့အတွက်ဖူလုံသွားမယ်လို့တော့ထင်တယ်ခင်ဗျာ